ကျွန်တော်တို့တွေကငငယ်ကနေကြီးတဲ့အထိသတင်းကျညတွေမှာမိရှုမိဘန်းတွေလွတ်တင်ပြီးတော့စော့ကစားခဲ့ကြပါတယ်။ဒီလိုပဲဂျပန်နိုင်ငံမှာလည်းမိဘန်းပွဲတော်တွေကိုနှစ်စဉ်ကျင်းပပြီးတော့ထူးခြားတဲ့မိဘန်းလက်ရာတွေကိုပြသလေးရှိပါတယ်။ဒီမိဘန်းကတော့ကမ္ဘာပေါ်မှာအကြီးဆုံးမိဘန်းတစ်ခုဖြစ်တဲ့ယွန်ရှက်ကူတာမလို့ခေါ်တဲ့ဂျပန်နိုင်ငံကမိဘန်းဖြစ်ပြီးတော့နှစ်စဉ်မိဘန်းပွဲတော်တွေမှာလွတ်တင်ကြပါတယ်။ဂျပန်နိုင်ငံရဲ့နာဂအိုကာနဲ့အိုမာဂရီဒေသတွေမှာနှစ်စဉ်မိဘန်းပွဲတော်တွေကိုကျင်းပလေးရှိကြပါတယ်။နာဂအိုကာမှာဒုတိယကမ္ဘာစစ်အပြီးငြိမ်းချမ်းရေးအထိမ်းအမှန်ဖြစ် ခတ်သက်ခိုင်မစ်ဆူရီမိဘန်ပွဲတော်ကိုကျင်းပကြပါတယ်။အိုမာကာရီမိဘန်ပွဲမှာလည်းမိဘန်ပညာရှင်တွေရဲ့ကြံ့ကျင်မှုကိုပြသလေးရှိကြပါတယ်။ဒီမိဘန်ပွဲတော်တွေမှာနာမည်ကျော်ယွန်းရှာကုဒမလို့မိဘန်ကိုအသုံးပြုပြီးတော့ကဘာကိုချပြလေးရှိပါတယ်။ယွန်းရှာကုဒမမြမလို့လေးပေမီလုံးလို့အတိတ်ပဲရပြီးတော့အချင်း120စင်တီမီတာလေးပေရှိပြီးတော့အလေးချိန်ကတော့120ကီလိုဂရမ်ထိရှိပါတယ်။ဒီမိဘန်ကိုဂရိတ်နဲ့တဲဆောင်ကြပြီးတော့မြေကြီးအောက်မှာမြုပ်ထားတဲ့မော်တာကျုလို့ခေါ်တဲ့ မိပန်လွတ်တွင်မှုမော်တာပိုက်ကောင်းတွေထည့်ပြီးတော့လွတ်တင်ကြရပါတယ်။မြေပြင်ကနေမီတာ900အထိပြန်တက်သွားပြီးတော့မိပန်ပတ်ကွဲရင်800မီတာအထိကျယ်ပြန့်တဲ့မိပန်တွေကိုဖြစ်ပေါ်စေပါတယ်။အရာမျိုးစုံနဲ့အလှဆင်ထားပြီးတော့ဘုံကဲသို့အတန်ကျဲလောင်စွာပတ်ကွဲတဲ့အတွက်မိုင်း20ကျော်အကွာအဝေးထိကျရပါတယ်။ပတ်ကွဲတဲ့အချိန်ကြောင့်အသေးစားမြင်းကလေးလှောက်ခတ်သလိုဖြစ်ပေါ်စေပြီးတော့ Richter scale 3.5အထိရှိပါတယ်။ပတ်ကွဲတဲ့နေရာတစ်ဝိုက်မှာလည်းလူအများဝင်ရောက်ခြင်းကိုတင်းကျပ်စွာတားမြစ်ထားပါတယ်။ ရွန်ရှက်ကုဒါမှာထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေမှာတဲ့အနေရများတဲ့အတွက်ကြောင့်ကျွမ်းကျင်တဲ့မိဘပညာရှင်တွေသာပြုလုပ်နိုင်ပါတယ်။ကမ္ဘာကြီးဆုံးမိဘလည်းဖြစ်ပြီးတော့ Guinness World Record မှာစံချိန်တင်ထားနိုင်ပါသေးတယ်။ဒါကြောင့်ရွန်ရှက်ကုဒါမှာမိဘတွေဟာဂျပန်ရင်ကျိတ်မှုအတွက်အထိတ်မတင်ကြတာတစ်ခုဖြစ်ပြီးတော့ကမ္ဘာလှည့်ခီးတွေတွေကိုဆဲဆောင်ပေးနိုင်တဲ့အံ့ဖွဲ့မိဘအမှုပညာတရက်လည်းဖြစ်ပါတယ်။